။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေခွန်းရှင်ကမပိုးဖြူဖြူပါ။မပိုးဖြူပြီဗျာပြောပါ။ပိုးဖြူဖြူ။သူ့အမေအတွက်မေးတာပါဆရာကြီး။ဟုတ်ပြီ။အမေလိမ္မာလေးပဲ။ဟုတ်ကဲ့ဆရာကြီး။အမေကဒေါ်တန်းတန်းရွှေတဲ့46နှစ်ပါဆရာကြီး။အမေက46နှစ်ပဲရှိတယ်။ဟုတ်ကဲ့။အရွယ်ကောင်းနော်အရွယ်ကောင်းစား။အမျိုးသမီးဇာတိတွေးကစားမယ့်အချိန်။ဟုတ်ကဲ့ဆရာကြီး။မွန်ပြည်နယ်တန်းဖြူစရက်ကပါဆရာကြီး။မွန်ပြည်နယ်ဟုတ်ပြီ။ အမေခံစားနေရတဲ့ဝေဒနာကတဲ့မျက်နာတစ်ခုလုံးနဲ့ထုံအန်းအန်းဖြစ်နေပါတယ်တဲ့မျက်နာတစ်ခုလုံးထုံအန်းအန်းဖြစ်နေတယ်တဲ့စစ်ပါလေပြတ်တတ်တယ်နော်ဟုတ်ကဲ့ဆရာကြီးယူဆရမယ်ဟုတ်ကဲ့ဆရာကြီးသွေးမဆုံးသေးပါဘူးတဲ့အဲကံကံကောင်းနေရတာတော့ဟုတ်ကဲ့ဆရာကြီးခြိဘွားကတဲ့ညကြရင်တဲ့ကျိန်းဆက်ဆက်ဖြစ်ပါတယ်ရှင်တဲ့အဲ့ဒါအတွက်ကတခါလည်းပြောခြင်းနဲ့ဟုတ်ကဲ့ဆရာကြီးရီချိုးတိုင်းပေါ့နော်ဟုတ်ကဲ့ယူဆိုင်ချိုးအနှမကိုရီစွတ် ကဲ့ဆရာကြီး။စာလေးနဲ့အလျားလိုက်ပို့ကတ်လာမပို့နဲ့။ဟုတ်ကဲ့ဆရာကြီး။အကျိန်90တဲ့လည်းပို့ပုံပို့နဲ့။ဟုတ်ကဲ့ဆရာကြီး။အဲ့လိုပို့ပြီးမှရေချိုး။နောက်အခုစီးတဲ့ဖနက်ကလေဟုတ်ကဲ့ဆရာ။ကျမ်းမာရေးဖနက်ဒီပေါ်နဲ့ကျမ်းမာရေးဖနက်တိလာမသိဘူးလေးတွေပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့လိုဖနက်မျိုးစီဆရာဆိုလည်းအခုစီးတာအဲ့တော့ကျမ်းမာရေးဖနက်ပဲ။ဟုတ်ကဲ့ဆရာ။ဟိုအပြင်းထွက်လေပဲကျမ်းမာရေးဖနက်ပဲ။လူလူနမ်းမလိုက်ဘူးဆိုမဲ့လူလူလူရလိုက်ရောပေတယ်တမီးနော်။ဟုတ်ကဲ့ပါဆရာ။ ။ तू อ่ะဘလို့နေထိုင်စားတောက်တင်ပါတလေတဲ့။ဟုတ်ဘူး။ခုနကမျက်နှာထုံအန်းအန်းပေါ့နော်ဆရာ။ဟုတ်ပြီ။ဟုတ်ပြီ။အဲ့ဒါအတော့ကတော့လေ။ဟုတ်ကဲ့ဆရာ။ထုံအန်းဖြစ်တယ်ဆိုရင်သူမျက်နှာတစ်တဲ့အခါတို့ဟာတို့မှာလေ။ဟုတ်ကဲ့ဆရာ။ရည်အီးတက်တက်နဲ့မတစ်တဲ့ဘူး။နော်။ဟုတ်ကဲ့။တိတ်ပူကြီးလည်းမဟုတ်ဘူးပေါ့။ဟုတ်ကဲ့ဆရာ။ကိုအပူချင်းနဲ့မျှယုံနေပေါ့။ဟုတ်ကဲ့ဆရာ။မျှယုံနေအဲ့လိုတစ်တစ်နဲ့။ဟုတ်ကဲ့ဆရာ။နောက်ပြီးလို့ရှိရင်ကရမတ်ကိုမလိမ့်နဲ့ ်အော်ဟုတ်ကဲ့ဆရာတနခါရည်ကျဲတန်တန်လေးကိုလိမ့်ဟုတ်ကဲ့ဆရာနော်ကရမတ်ကိုမလိမ့်နဲ့တနခါရည်ကျဲတန်တန်လေးကိုလိမ့်ဟုတ်ကဲ့ဆရာလိမ့်နေပါလေလို့ပြောပါသည်နော်ဟုတ်ကဲ့ဆရာစားတော့ကောဆရာအစားတော့ကတော့အထူးကတော့အကျွတ်ကျော်ရှောင်းလိုက်ရုံပဲဟုတ်ကဲ့ဆရာအီကြကွေးတို့စမူစာတို့ဘရာကျော်တို့ဟုတ်ကဲ့ပါဆရာငမုတ်ကျော်တို့အာလူကျော်တို့ဟုတ်ကဲ့ပါကြက်ကျော်တို့ငါးကျော်တို့ဟုတ်အကျော်ရှောင်းပြီးတော့ စားစရာမပြောရှိတဲ့အချင်းခါများများစားပြပါလို့ဟုတ်ကဲ့ဆရာသူဆက်ရေးထားတာလေဆရာကြီးနှွေရသည်မှာတဲ့ခြေပွားစားစားပုတ်လို့တင့်လျော်ပါမလားတဲ့နှွေနှွေမူးမူးစောင်းစောင်းခြေပွားစားပုတ်တာအချိန်မရွတ်တင့်တော်ပါလေလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာခင်ဘုရားရှင်ကြပါစီဗျာ